မင်္ဂလာပါလေဗင်ရုပ်တံရဲ့ဒီဇင်ဘာလ17ရက်နေ့ညပိုင်းသတင်းတွေကိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးပါတော့မယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဦးတင်ထူအောင်နဲ့လေဘာပါတီမှကိုယ်စားလှယ်လောင်းတဦးကိုရွေးကောက်ပွဲဥပဒေပုံမှတဆယ်ဓာတ်ရင်မို့ညီစွမ်းတဲ့ဖြင့်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ခြင်းဖြစ်ဟု UEC ပြောကြားဆွဲတဲ့တွင်လာတာမျိုးနဲ့ရှိရွှေစင်ရွှေဆိုင်မှာ ရွှေရပစ္စည်းများနဲ့ကြက်သိန်း1000ကျော်လူယူယူဆောင်ခဲ့သူ2ဦးနဲ့ပူပေါင်းပါဝင်သူ2ဦးကိုဖမ်းဆီးရမိဆိုတဲ့တဲ့။ရှမ်းပြည်နယ်လိုင်လင်မြို့နယ်တွင်နှစ်ရက်အတွင်းဘိန်းကင်းဧကပေါင်း135ဧကဖျက်ဆီးရှင်းလင်းဆိုတဲ့တဲ့။မင်္ဂလာတော်မြို့နယ်ဖျားလေးလမ်းကွေးဒီမှာစီပေါစာရင်တစည်းမှရန်တားသောရင်တစည်းကိုဝင်တိုက်ပြီးမိလောင်မှုဖြစ်ပွားဆိုတဲ့တဲ့။2025စီကိန်းစက်တောင်ပြိုင်ပွဲအမျိုးသားအမျိုးသမီး2ယောက်တည်းပွဲစဉ်မှာ ဟိန်းထွန်းနဲ့တထားသူစာအတွဲကွာတာဖိုင်နယ်တက်ရောက်ဆိုတဲ့တဲ့အစရှိသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့တတိပုဂ္ဂလ90လောင်းဦးတင်ထူးအောင်နဲ့လေဘာပါတီမှကိုစလေလောင်းတဦးကိုရွေးကောက်ပွဲဥပဒေပုံမှ30ဓာရင်မုတ်နဲ့ညီစွန်းတစ်ဖြင့်ကိုစလေလောင်းအဖြစ်မှပယ်ဖြတ်ခြင်းဖြစ်ဟု UEC ပြောကြားဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။တတိပုဂ္ဂလ90လောင်းဦးတင်ထူးအောင်နဲ့လေဘာပါတီကကိုစလေလောင်းတဦးကို ပြည်ရေးရဲ့စီကြီးချက်အရရွေးကောက်ပွဲဥပဒေပုံမှန်နဲ့ညီစွမ်းတာကြောင်းရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအမိစင်းကနေပြည့်ပြည့်ချင်းဖြစ်ကြောင်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါတယ်။ရုံတိုင်းဒေသကြီးရခိုင်တိုင်းသားလူမျိုးရေးရဝင်ကြီးလှတ်တော်ကိုယ်စားလှယ်လောင်းနေရအတွက်ဝင်ရောက်ရှင်ပြိုင်မဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းဦးတင်ထူအောင်နဲ့လေဘာပါတီကကိုယ်စားလှယ်လောင်းတအိုးကိုယ်စားလှယ်လောင်းစင်းကနေပြည့်ပြည့်ခံရမှုနဲ့ပတ်သက်ပြီးမီဒီယာတချို့ရဲ့မေးမြန်းမှုအပေါ် UEC ကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေတွေမှာလွတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံပိုင်권ရှိတဲ့ပြဋ္ဌာန်းချက်တွေနဲ့ရွေးကောက်တင်မြှောက်ခံပိုင်권မရှိတဲ့ပြဋ္ဌာန်းချက်တွေအတိုင်းလွတ်တော်ကိုယ်စားလှယ်လောင်းတွေကိုစီစဉ်ရကြောင်းလွတ်တော်ကိုယ်စားလှယ်လောင်းနှုံးဦးနဲ့ပတ်သက်ပြီးပြည်ထောင်ဝင်ကြီးဌာနရဲ့စီစစ်ပြန်ကြားချက်အရလွတ်တော်ရွေးကောက်ပွဲဥပဒေပေါ်မှာ၁၀တိုင်းရင်မုံနဲ့ညှိစွမ်းတာကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းကနေပယ်ဖြတ်တာဖြစ်ကြောင်းသက်ဆိုင်ရာပုဂ္ဂိုလ်ထံကိုလည်းအကြောင်းကြားစာပေးပို့ပြီးဖြစ်ကြောင်းယူဆစီကပြောပါရယ်။ လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေပယ်ဖျက်ခံရတဲ့လေးပါပါတီဝင်ဟာရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွတ်တော်မဲဆန္ဒနဲ့ FPTP မှာရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းဦးကျော်သူရခေါင်းမမက်အာနီဆိုရာမန်ဖြစ်တယ်လို့သိရပါဗျ။ UEC အနေနဲ့ကနဦးမှာလွတ်တော်ကိုယ်စားလှယ်လောင်းအရေးအချင်းနဲ့မကိုက်ညီလို့လွတ်တော်ကိုယ်စားလှယ်လောင်း86ကိုပယ်ဖျက်ပြီးနောက်ပိုင်းထပ်မံပယ်ဖျက်ခံရတဲ့လွတ်တော်ကိုယ်စားလှယ်လောင်းတွေရှိတယ်လို့သိရပါဗျ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာတာမျိုးနဲ့ရှိရွှေရှင်ဆွေဆိုင်မှာ ရွှေရပစ္စည်းများနဲ့ကြက်သိန်းတစ်ထောင်ကျော်လူရဲယူဆောင်ခဲ့သူ2ဦးနဲ့ပိုးပေါင်းပါဝင်သူ2ဦးကိုဖမ်းဆီးရမိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးလာတာမြို့နယ်အမှတ်3ရပ်ကွက်မဟာဗဒုရလမ်းရှိရွှေစင်အာမခံရွှေဆိုင်ကရွှေရပစ္စည်းတွေနဲ့ကြက်သိန်းတစ်ထောင်ကျော်ကိုလူရဲယူဆောင်ခဲ့သူ2ဦးနဲ့ပိုးပေါင်းပါဝင်သူ2ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ ဒသမ9ရက်မနက်ပိုင်းကလှိုင်မြို့နယ်အမှတ်14ရပ်ကွက်မြကန်သာအိမ်ယာနေဦးစိုးထိပ်ဟာရွှေစင်အမခန့်ရွှေဆိုင်မှာရောင်းချမဲ့ရွှေရည်ပစ္စည်းတွေနဲ့ငွေကျပ်သိန်း1030တို့ကို Ford Toyota BZ4X အဖြူအောင်ရင်နဲ့တင်ဆောင်လာပြီးရွှေဆိုင်ရှိအယောက်မှာကားပေါ်ကနေဆိုင်အတွင်းရွှေပြောင်းမှုပြုလုပ်နေစဉ် အမျိုးသားနှုတ်ကဆိုင်ငယ်တစည်းနဲ့ရောက်ရှိလာပြီးဦးစိုးထင်းနဲ့ဆိုင်ဝန်နှန်းတွေကိုတနက်နဲ့ချင်းချောက်ခါရှင်မော်တင်ဆောင်လာတဲ့ရွှေရည်ပစ္စည်းမျိုးစုံ390ခုကာလာတန်မိုးငွေကျပ်4250သိန်းခန့်နဲ့ငွေကျပ်သိန်း1030ရို့ကိုလူရဲယူဆောင်သွားခဲ့တယ်လို့သိရပါဗျ။အဲ့နောက်ပြမှုကျုံလို့သူတွေကိုဖော်ထုတ်ဖန်စီရမိနိုင်ရင်စုံစမ်းထောင်လန်းနာတွေဆောင်ရွက်ခဲ့ရာအဆိုပါနဲ့ညနေ၄နာရီ၅မိနစ်အချိန်မှာ တော်ဝင်သည့်ပြည်သူတွေရဲ့တရင်ပိချက်အရာပြစ်မှုကျွလွန်သူတွေပြစ်မှုကျွလွန်ပြီးတဲ့နောက်ထွက်ပြေးတိမ်းရှောင်စဉ်ရန်ကုန်စည်းရုံကြီးဝင်းမှာလျှက်စစ်ရုံဟောင်းအဆောက်အဦးဘေးမှာကျန်ခဲ့တဲ့ခီးဆောင်အိတ်တလုံးအတွင်းကနေရွှေသားဆွဲသည့်မျိုးစုံ53ခုကြောက်ပါရွှေဆွဲသည့်26ခုရွှေသားလက်စွပ်၄ခွင်ကြောက်ပါရွှေလက်စွပ်၄ခွင်ကြောက်ပါရွှေငကတ်၂ရံအလေးချိန်၁၁ချက်၇ပဲ၇ရွေကာလာတံမိုးငွေကျပ်3000ခန့်ကိုထည့်ထားတဲ့အနီရောင်ကလေးပါဘူးအကြီး2ခု အယူအသွားကိုလမခန့်ရှိတဲ့တအူးကျုံတမြောင်တစ်ချောင်းအင်းကြီးလဲရှိသုံးတယ်ဘောင်းမြေရှိနှစ်ထဲအုတ်ထုပ်နှလုံးတို့ကိုတင်းစီရရှိခဲ့ကြအောင်အဲ့လိုပဲဒဇမ6ရက်ညနေ6နာရီခွဲမှာပြင်းမှုကျုံလွန်သူတွေအုံပြုခဲ့တဲ့ဆိုင်ကယ်တစ်စီးနဲ့ရွှေတဲ့ပစ္စည်းတွေထဲတဲ့အနီရောင်ကတိပါဘူးကွန်၃ခုတို့ကိုထပ်မံတင်းစီရရှိခဲ့ကြအောင်သတင်းထုတ်ပြန်မှုအရာသိရပါတယ်အဲ့နောက်ပြည်မှုကျုံလွန်သူတွေကိုဖမ်းဆီးရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာပြည်မှုကျုံလွန်သူတွေဖြစ်တဲ့တာဂီတာမြို့နယ်အမှတ်၈ရပ်ကွက်ရွှေအုပ်ကူလမ်းနဲ့ညီကြောတလမ်းတောင်မှာရှိတဲ့ အောင်ဘရာသာလက်ဖက်ရည်ဆိုင်ပိုင်ရှင်အသက်30အရွယ်အောင်စင်ကိုနဲ့လက်ဖက်ရည်အဖျော်ဆရာ29နှစ်အရွယ်စိုးကိုတို့ကိုတဇမ9ရက်မနက်7:00မိနစ်20အချိန်မှာအဆိုပါလက်ဖက်ရည်ဆိုင်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ဖန်စီယမိတေရခန်တို့ရဲ့ထွက်ဆိုချက်အရ၎င်းတို့ဟာအခင်းဖြစ်နေကရွှေစင်အာမခံရွှေဆိုင်ကိုရွှေရည်ပစ္စည်းတွေလာရောက်ပို့ဆောင်တဲ့မော်တော်ယာဉ်ပေါ်ကနေရွှေရည်ပစ္စည်းတွေနဲ့ငွေတွေကိုတနက်နဲ့ချင်းချောက်ပြီးလူရဲယူဆောင်ခဲ့ကြအောင် ပြစ်မှုကျွလွန်ပြီးတဲ့နောက်အောင်စင်ကိုကစိုးကိုကိုငွေကျပ်၁၀သိန်းပေးခဲ့ကြောင်းပြစ်မှုကျွလွန်စဉ်အသုံးပြုခဲ့တဲ့တနက်ရွှေရည်ပစ္စည်းတချို့နဲ့ငွေဆက်ကူတချို့တို့ကိုအောင်စင်ကိုက၎င်းရဲ့ရောက်ခမဖြစ်သူဒဂုံမြို့တဲ့အရှိပိုင်းမြို့နယ်အမှတ်132ရပ်ကွက်ရန်တနာနှစ်လံအိမ်မက်986နေဦးတန်းထွန်းရဲ့နေအိမ်မှာ၎င်း ငွေကျပ်သိန်း290ကိုအောင်စင်ကိုရဲ့ဇနီးမတ်သိန်းမိုးကျူထံမှ၎င်းအနက်သိန်းစီထားကြောင်းဖော်ထုတ်သိရှိရတဲ့အတွက်ပြည်လဲသိန်းစီနိုင်ရေးဆောင်ရွက်ခဲ့ရာဒဇမ9ရက်ညနေပိုင်းမှာဦးတန်းထုံကို၎င်းရဲ့နေအပေါ်တက်မျက်နှာချက်အတွင်သိန်းစီထားတဲ့လက်လုတ်ပစ္စတိုတနက်တလက်နဲ့၎င်းကြည်9တောင်းထည့်ထားတဲ့ဘေးလွယ်အိတ်တလုံးလက်စုံမျိုးစုံအကွင်180၊နဂတ်မျိုးစုံ58ရန်တို့ထည့်ထားတဲ့ကျုံးမိုးအိတ်တလုံးငွေကျပ်သိန်း150ထည့်ထားတဲ့ကျွတ်ကျွတ်အိတ်တလုံးတို့နဲ့၎င်းမတ်သိန်းမိုးကျူကို၎င်းရဲ့နေအိမ်ကနေ ငွေကျပ်သိန်း290နဲ့၎င်းအသီးသီးထပ်မံဖော်ထုတ်ဖန်ဆီးရမိခဲ့တယ်လို့သိရပါဗျ။အဆိုပါဖန်ဆီးရမိသူအောင်စင်ကိုစိုးကိုနဲ့လူရဲမှုကျုံးလွန်ရာကရရှိခဲ့တဲ့ပစ္စည်းတွေကိုလက်ခံထားရှိခဲ့သူတွေဖြစ်တဲ့တန်ထွန်၊သင်းမိုးကျူတို့ကိုဥရိနဲ့အညီထိရောက်စွာအေးအေးယူနိုင်ရင်းနဲ့သိန်းစည်းဖို့ကြံတဲ့တပ်တွေကပစ္စည်းတွေကိုပြန်လည်သိန်းစည်းရရှိနိုင်ရေးဆက်လက်ဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်နယ်လိုင်လင်မြို့နယ်တွင်နှစ်ရက်အတွင်း ဘိန်းကင်းဧကပေါင်း135ဧကအားဖြည့်ဆည်းရှင်းလင်းစွာသတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်လိုင်လင်မြို့မှနယ်မှာနှစ်ရက်အတွင်းဘိန်းကင်းဧကပေါင်း135ဧကကိုရှင်းလင်းဖြည့်ဆည်းခဲ့တယ်လို့သိရပါဗျ။ပူပေါင်းဖွင့်ဟာဒသမ9ရက်နဲ့10ရက်တို့မှာရှမ်းပြည်နယ်တောင်ပိုင်းလိုင်လင်မြို့နယ်စင်ကြေဘုံကျင်းရွာအုပ်စုလုံအောင်ကျင်းရွာရဲ့အနောက်တောင်ဘက်နမိုင်ကန်အကွာမှာရှိတဲ့အမြင့်နှစ်ပေခွဲတီးပွင့်စဉ်ဘိန်းကင်းဧက35ဧကကို၎င်း စံဖူးချင်းရွာရဲ့အနောက်တောင်ဘက်နမိုင်ခန့်အကွာမှာရှိတဲ့အမြင့်၃ဘီခွင်တေးပွင့်စဲဘင်းကင်း25ဧကကို၎င်းတောင်နောက်ကျေးရွာအုပ်စုတောင်နောက်ကျေးရွာရဲ့အနောက်တောင်ဘက်သုံးမိုင်ခန့်အကွာမှာရှိတဲ့အမြင့်၃ဘီတေးပွင့်စဲဘင်းကင်းဧက30နဲ့ကျေးရွာရဲ့အနောက်ဘက်သုံးမိုင်၄ဖာလုံခန့်အကွာမှာရှိတဲ့အမြင့်၃ဘီတေးပွင့်စဲဘင်းကင်းဧက25ဧကကို၎င်းစုစုပေါင်းဘင်းကင်း135ဧကကိုတွားရောက်ဖျက်ဆီးခဲ့ကြောင်းနဲ့ဘင်းကင်းဖျက်ဆီးမှုတွေကိုဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့မင်္ဂလာတော်မြို့နယ်ဖះလေးလမ်းခွေးမှာစီပေါ်စာရင်တစည်းမှရက်ထားသောရင်တစည်းကိုဝန်တိုက်ခဲ့ပြီးမိလောင်မှုဖြစ်ပေါ်ဆဲသတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ဖះလေးလမ်းခွေးမှာစီပေါ်စာရင်တစည်းကရက်ထားတဲ့ရင်တစည်းကိုဝန်တိုက်မှုဖြစ်ပေါ်ပြီးမိလောင်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ဒဇမလ10ရက်နေ့ည7:18မိနစ်ခန့်ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာရုံမြို့နယ်မြောက်ပိုင်းရပ်ကွက်ဖះလေးလမ်းခွေမှာ စီပေါင်းဆိုင်ရင်တစည်းဟာရထားတဲ့ရင်တစည်းကိုဝင်တိုက်မှုဖြစ်ပွားပြီးမီးလောင်နေကြောင်းသတင်းရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မင်္ဂလာရုံမြို့နယ်မိသက်စခန်းကမီးငိမ့်သက်ရင်နှစ်စီမီးသက်ရည်သက်ရင်တစည်းမော်ဘီမြို့နယ်မိသက်စခန်းကမီးငိမ့်သက်ရင်တစည်းမီးသက်ရည်သက်ရင်တစည်းအင်းစိန်ခရိုင်မိသက်စခန်းကမိငိမ့်တဲ့ရင်တစီမိသက်ရည်တဲ့ရင်တစီ LUF 60ရင်တစီ ပလဲအရန်မိသက်စခန်းကမိငိမ့်သက်ရင်၂၀မိသက်ရည်သက်ရင်၂၀တန်တေမိသက်တပ်ဖွဲ့ဝင်တွေအရန်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ထွက်ခွာငိမ့်သက်ခဲ့တယ်လို့သိရပါဗျ။မိလောက်မူဟာည10:54မိနစ်အချိန်မှာမိငိမ့်ခဲ့တယ်လို့သိရပါဗျ။နောက်ဆုံးအားသာတဲ့ရုပ်အနေနဲ့2025စီကိန်းကြက်တောင်ပြိုင်ပွဲအမျိုးသားအမျိုးသမီး၂ရောက်တွဲပွဲစဉ်မှာအိမ်ထွန်းနဲ့တထားသူစာအတွဲควอတာဖိုင်နယ်တက်ရောက်ဆွဲတဲ့တင်ကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာကျင်းပနေတဲ့33ကြိမ်မြောက်စီကိန်းပြိုင်ပွဲ ချက်တောင်အာကစားနီးရဲ့အမျိုးသားအမျိုးသမီး၂ယောက်တွဲပွဲစဉ်ကိုဒီနေ့ဒီဇင်ဘာ17ရက်မှာကျင်းပခဲ့ပါတယ်။အမျိုးသားအမျိုးသမီး၂ယောက်တွဲပွဲမှာမြန်မာချက်တောင်အသင်းကဟင်းထွန်းနဲ့တပ်ထားသူစားတို့အတွေ့ဟာလောင်ကအတွဲကိုအနိုင်ရပြီးကွာတာဖိုင်နယ်တက်ရောက်ခဲ့ပါတယ်။မြန်မာချက်တောင်အသင်းက27မှတ်17မှတ်27မှတ်14မှတ်နဲ့နှစ်ပွဲပြတ်အနိုင်ရပြီးကွာတာဖိုင်နယ်တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။11ရုပ်တံရဲ့ဒီဇင်ဘာလ17ရက်နေ့ ညာပိုင်းသတင်းတွေကိုဓာတ်ရိုက်ထုတ်လင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။